တလဝါရီကိုဖမ်းယူစားတော့မှအာဟာရပြုရှင်းသန်းနိုင်တဲ့ကမ္ဘာအသားစားတစ်ပင်များဘင်္ဂလားပါပြည်သက်ကြီးလို့ရေးတရှိတွေလို့ပြောလိုက်ရင်အပင်တွေကိုလည်းဖယ်ထားလို့မရပါဘူးတိပတ်နီးကြကြပြောရရင်တော့သူတို့မှလည်းလူသားတွေလိုရွေးရှားမှုရှိပါတယ်အပင်တွေဟာလည်းမြေကြီးလေးမရှိရင်အသက်မရှင်နိုင်ကြပါဘူးဒါကြောင့်လူသားနဲ့အပင်ကိုတရှိတတ်မဲ့ခွဲထုတ်လို့တော့မရပါဘူးဒါအပြင်ပင်တွေထဲမှာအောက်ဆီဂျင်နေအောင်ကြီးနဲ့ကုတ်တွေရမြေကြီးရှိုံနဲ့မလုံလောက်တဲ့အပင်မျိုးစိတ်စမ်းတွေလည်းရှိပါတယ်ယနေ့မှာတော့အပင်ကြီးထွားဖို့နဲ့ဆက်လက်ရှင်းသန်းနိုင်ဖို့အတွက် တတော်ဝါတွေကိုဖမ်းယူစားတော့လို့ရှိတဲ့ကပောက်အနှံ့ကအသားစားအပင်တွေအကြောင်းကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်။စိတ်ဝင်စားလေးဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစက်ထဲမှာပဲကျွန်တော်တို့ရဲ့ရှေးစည်းကအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တံများတော့အများဆုံးလိုတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့် like and subscribe လုံးထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အပင်ကတော့အပူပိုင်းဒေသမှာပေါက်ရောက်လေးရှိတဲ့ရေဆွဲချိုင်တရံရှိတဲ့အပင်ပဲဖြစ်ပါတယ်။ဒီအပင်တွေကိုအင်ဒိုနီးရှားမလေးရှားနဲ့တရုတ်နိုင်ငံတွေမှာတွေ့ရလေးရှိပါတယ်။ တချို့ကလည်းဒီအပင်တွေကိုမြောက်တရေရေခွက်လို့ချစ်စနိုးခေါ်ကြပါတယ်။မြောက်တရေဒီအပင်တွေထဲကမိုးရေချွတ်ချွတ်ကိုတောက်ရတာအင်မတန်နှိမ့်ချိုက်ကြပါတယ်။ဒီအလေးထားဟာခန္ဓာကိုယ်အရွယ်စားကြီးမားတဲ့မြောက်တရေအတွက်ပြဿနာမရှိပေမဲ့မွေးကိစ္စမြောက်ပေါက်လေးတွေအတွက်တော့အန္တရာယ်ရှိပါတယ်။တကယ်တော့ဒီအပင်တွေဟာအင်းဆက်ပိုးမွားတွေတာမကသူ့ရဲ့ဂျိုင်းခွက်ထဲဖမ်းဆီးဖို့ကာတဲ့ကြောရိုးရှိတဲ့တတော်အသေးစားလေးတွေပါစားတော့တဲ့အပင်မျိုးပဲဖြစ်ပါတယ်။မွေးကိစ္စမြောက်ကလေးတွေဟာဓမ္မတိပဲအပင်ခွက်ထဲကမိုးရေချွတ်ချွတ်ကိုငုံယူတောက်သုံးတဲ့အခါမှာ ခွက်ထဲကလေဆုပ်ခွက်ကမြောက်ကလေးကိုဆက်ယူသွားတာပဲဖြစ်ပါတယ်။တခြားသောတတ္တဝါတွေဖြစ်တဲ့မွေတို့ကြွက်ပေါက်တို့ဆိုလေဒီအပင်အရမ်းကြိုက်တဲ့အစာတွေဖြစ်ပါတယ်။အပင်ရဲ့ခွက်နေရမှာအလွန်ချုံငိမ့်တဲ့ဝိရီနဲ့ဖျောင်းလာရှိတာဖြစ်ပြီးတော့ဒီဝိရီချိုချိုတွေနဲ့ပဲသားကောင်ကိုဆဲဆောင်တာဖြစ်ပါတယ်။အထဲကိုရောက်သွားတဲ့သားကောင်တွေဟာခွက်ထဲကဖျောင်းရည်တွေနဲ့ကပ်ပြီးတော့သိမ်းဆုံးကြရတာပါ။ဒီတော့မှဒီတတ္တဝါတွေရဲ့အာဟာရကိုရယူပြီးတော့အပင်တွေကအာဟာရပြုကြတာဖြစ်ပါတယ်။နောက်ထပ်အသားစားအပင်တစ်မျိုးကတော့မွေဟောက်ပင်ပဲဖြစ်ပါတယ်။ဒီအပင်ကိုအောက်ကနေမော့ကြည့်ရင်မွေဟောက်တကော ပပင်းထောင်နေတာနဲ့တူးတဲ့အတော့မွေးဟောက်ပင်လို့ခေါ်ကြတာပါဒီအပင်ကမြေမတန်းတဲ့နေရာတွေမှာပေါက်ရောက်ကြတာများပါတယ်ဒီအပင်ဟာလည်းအင်းဆက်ပိုးမွားတွေနဲ့သတ္တဝါငယ်လေးတွေကိုစားတော့တာဖြစ်ပါတယ်သူဟာတခြားအပင်တွေထက်ပိုပြီးတော့ပရိရယ်များပါတယ်အပင်ပေါ်ကိုတက်လိုက်တာနဲ့လေပေါက်ကြီးတစ်ခုကိုမြင်ရမှာပါသတ္တဝါတွေဟာဒီအပေါက်ကြီးနှစ်ပေါက်ရှိတဲ့အတော့လွတ်လန်းရှိတယ်လို့ထင်အောင်ထင်မှဖြစ်တတ်ကြပါတယ်အဲဒီလူကနေပြီးတော့သားကောင်တွေဟာအဲ့ဒီအပေါက်ထဲကိုဝင်ပြီးတော့ဝိရီတွေကိုတောက်တောင်းကြတယ် ဒါပေမဲ့ပြန်ထွက်ဖို့လမ်းပေါက်ရှာတွေ့မှာမဟုတ်တော့ပါဘူး။ဒီအပင်မျိုးစိမ်မျိုးကတော့မွေဟောက်လီလီဖြစ်ပြီးတော့အင်မတန်ရှားပါလေ။ဒီအပင်ရဲ့ထူးခြားချက်ကရေဓာတ်ကိုအလိုလျောက်ထိန်းချီထားနိုင်တဲ့အတွက်တံတားတွေကိုဖမ်းယူစားသောက်ဖို့အလိုရှိတဲ့ဘယ်အချိန်မှမဆိုဖမ်းယူနိုင်တဲ့အထိအာဟာရပြည့်ဝတာဖြစ်ပါလေ။ဒီအပင်ရဲ့ထိထိချာချာမြင်ရတဲ့အဖူကြီးတွေမှာတော့အင်ဆက်တွေကိုစုပ်ယူနိုင်တဲ့သိရွက်ငယ်လေးတွေဟာအကန့်အခတ်လိုက်ရှက်ဖြာနေတာပဲဖြစ်ပါလေ။ဒါကြောင့်ဒီအပင်ဟာအင်ဆက်ဆိုရင်အကောက်ပေါင်းများစွာတပြိုင်တည်းစားသောက်နိုင်တာဖြစ်ပါလေ။ ဒီလိုပင်မျိုးတွေဟာကမ္ဘာပေါ်မှာအလွန်ရှားပါတဲ့မျိုးစိတ်တွေဖြစ်ပြီးတော့တဏှာတွေအတွက်လည်းအလွန်အန္တရာယ်များပါတယ်။ဒီလိုရှားပါတဲ့အပင်မျိုးစိတ်တွေရဲ့သားကောင်ကိုဖမ်းယူစားတော့တဲ့ဖြစ်စဉ်ကိုတော့တချို့မိတ်ဆွေတွေအနေနဲ့သိပြီးတော့မြင်တွေ့ဘူးကြမှာမဟုတ်ပါဘူး။ဒါကြောင့်ဘ ഹു သူဒရရစီလိုတဲ့ရည်ရချက်နဲ့မျှဝေပြလိုက်ရတာဖြစ်ပါတယ်။အဆုံးထိကြည်ပေးခဲ့တဲ့တယောက်ချင်းတွေတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။